ညီငလင်းချောင်းပျက်စီးဆုံးရှုံးမှုတွေကြားနေမှာအလူလဲခဲ့လူလူပြောများစရာတွေဖြစ်ခဲ့ရတဲ့မန္တလေးမြို့မင်္ဂလာပါရှင်ဆယ်လီယင်ဆိုင်တာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်မြန်မာနိုင်ငံမှာလောက်ကက်ခဲ့တဲ့အင်အားရစ်စတာစကေ9.9ဆင်ရှိတဲ့ညီငလင်းကြီးမှာအထူးကိုက်ဆုံးမြို့တစ်မြို့ကတော့မန္တလေးမြို့ကြီးပဲဖြစ်ပါတယ်အခုချိန်ဆုံးမန္တလေးမြို့မှာဝန်ထင်းစရာမြင့်ခွင့်နေနေပြည်နှံနေတယ်လို့ဆိုရမှာပါ အထူးသဖြင့်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြောင့်ပဲနမေကြီးစကိုင်းတတော်ဟောင်းမဟာမြတ်မုနိဖျားကြီးနမတော်မင်းနူအောင်ကြောင့်တဲ့အတူမြတ်သိန်းတန်စီနီနဲ့တခြားသောစီဒီပထိုးများစွာပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ဒါပြင်မြင်းကလေးကြောင့်ပဲမန္တလေးရတနာဘုံတက္ကသိုလ်ကြီးပြိုကျပျက်စီးသွားခဲ့ရတယ်လို့မစိုးရင်ကျောင်းသစ်ကြီးမှစာဝါဖြေဆိုနေတဲ့ဆရာတော်တန်ဃာတော်တွေလည်းငလင်းချောင်းပြိုကျပျက်စီးကအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒါပြင်တခြားသော Sky Villa ကိုလူနေလူနေဆောင်နေလဲပြိုကျပျက်စီးသွားခဲ့ရတာပါဒီလိုပြိုကျပျက်စီးမှုတွေနဲ့အတူလူထောင်ပေါင်းများစွာသတ်ဆုံးရှုံးခဲ့ရတယ်လို့အသက်ရှင်လျက်နေပိတ်မိကတည်ဆုံးသွားရတာတွေလည်းရှိနေတာဖြစ်ပါနေဒါပြင်ငလင်းကြောင်ထိခိုက်ဒဏ်ရာရသူတွေလည်းများပြားရှိနေတာကြောင့်စီးယုံပေါ်မှာကတင်းမလောက်လို့စီးယုံအောင်မှာပါကုသမှုတွေရှိနေတာဖြစ်ပါနေ ဒါပြင်ယုံလောင်းတွေကိုကောင်းမွန်စွာမတကြုံနိုင်သေးလို့အနတ်သက်တွေတော့ထွက်နေပြီလို့လည်းသိရပါတယ်ဒီလိုနေထိုင်ုံနေဝမ်းနေပူဆွေးမှုတွေပြင်းထန်နေချိန်မှာပဲမန္တလေးမြို့မှာဘသူလုတဲ့လူပွဲမှမသိပဲအလူတန်းလေလေမှုကြီးက ပေါ်လာတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေအားလုံးကစိတ်ဆိုးဒေါသထွက်ကြရတာပါ။မြန်မာလူမျိုးတွေကလူတန်းလုံရမှာတတော်လေးကိုစိတ်အားထက်သန်ကြတဲ့သူတွေဖြစ်ပါတယ်။ အလူတန်းလုပ်ပြီးဆိုရင် အကခုံထီးမုတ်တွေဝက်ကောင်းဆလာတွေဝက်ကလူလဲကြတာပါ။ဒါပေမဲ့လေခုချိန်မှာကအားလုံးပူစေးတော့ကရောက်နေချိန်ဖြစ်ပါတယ်။အထူးသဖြင့်မန္တလေးမြို့မှာ လူတွေတဆုံချုံကနေရင်တွေစီးစိမ်အောင်စာရင်းပျက်စီးလို့လူတိုင်းနှီးပါပူဆွေးနေချိန်အလူလဲတာကတော့ကိုချင်းစာတရားမရှိရကြတာကတော့အမှန်ပါပဲ။ ဒါပေမဲ့မန္တလေးမြို့မှာ ငလင်လုံပီးလေးရဲ့အကြာမှာအလူတန်းလေက ကခုံတီးမှုန်နေကြတာဖြစ်ပါနေ။ဒီအတွက်ကြောင့်လေဝေဖန်ပြစ်တင်မှုတွေမြင့်တက်နေတာပါ။တချို့သောလူတွေရဲ့ဆုံရလူတန်းကိုရန်တီကြစီစဉ်ထားတာမို့မဖြစ်မနေလုံရနေဆိုရင်တော့အသက်အိုးရင်စီစဉ်နေဆုံးရှုံးသွားတဲ့သူတွေကိုကိုကျင်းစာနဲ့နေနေလူပွဲကိုတူတူတိတ်တိတ်သာကျင်းပတင်ချောင်းပြောကြတာဖြစ်ပါနေ။ အခုခါမှာတော့အလူလဲတာကိုဆောင်းဘောက်စ်တွင်တီးမုတ်ကခုန်နေနဲ့အလူလဲခဲ့တာကြောင့်လည်းအများဝေဖန်စရာဖြစ်ခဲ့ပါတယ်။ဒါပြင်ခုချိန်မန္တလေးမြို့မှာကုညီကယ်ဆယ်ရေးတွေအတွက်နိုင်ငံတကာကဖွဲ့စည်းတွေအများကြီးရောက်ရှိနေတာပါ။ဒီလိုချိန်မှာလူများစုဒုက္ခရောက်နေချိန်လူတချို့ကပျော်ရွှင်မြူးတွန်းစွာ အလူလဲပြတာကမြန်မာလူမျိုးတွေကိုကျင်းစာတရားနယ်ပါတာကိုဖော်ပြရကြသလိုဗုဒ္ဓဘာသာဝင်တွေအတွက်လူပြောစရာ လူဝေဖန်စရာတွေလည်းဖြစ်တာပါ။ အထူးသဖြင့်လူများစုဟာမန္တလေးမြို့နေရေးစားရေးဒုက္ခရောက်နေသလိုနောက်ဆက်တွဲမြင်ကလေးနေကြောင်းနေအိမ်တွေမှာမနေနိုင်သေးတာဖြစ်ပါတယ်။ယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောငလင်ပေးတင်နေခြင်းအလူလုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။